ငင်းငင်းညီလာခံပြုလုပ်နိုင်မှုအချိန်ယူခဲ့ရပြီမဲ့ဒီလိုညီလာခံကြီးဆလာနိုင်တာဟာဦးသိန်းစိန်ဆိုရအတွက်တော့သမိုင်းဝင်အမှန်သားတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ညီလာခံမှာတိုင်းရင်းသားလက်နက်ကိုင်အခွဲ့တွေအားလုံးပေါင်းဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ညီလာခံကိုရွေးကောက်ပွဲအနိုင်ရလူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်လည်းတက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။တိုင်းရင်းသားတွေရဲ့မျှော်လင့်ချက်ကိုစုပေါင်းပြီးတော့အကောင့်ထဲဖွင့်နိုင်တဲ့ဆိုတဲ့အတွေးခေါ်အယူဆဟာ20ရာစုနှစ်ကစခဲ့ပြီးမဲ့ 21ရာစုနှစ်မှာပါလိုအပ်တဲ့ပင်လုံစိတ်တဲ့ပြည်တော်စုစိတ်သက်ပဲဖြစ်တယ်လို့ပြောခဲ့ပါတယ်။ဒိုင်းနာနာအသီးသီးရဲ့နော်လင်းချက်များကိုစူပေါင်းပြီးအကောင်းထည်ပေါ်ဆိုင်နေတယ်ဆိုတဲ့အတွေးအခေါ်အယူဆမှာ20ရာစုနှစ်ကစခဲ့ပေမယ့်21ရာစုနှစ်အတွက်ပါလိုအပ်တဲ့ပင်လုံစိတ်ကဒီနေ့အဖြစ်ပြည်တော်စုစိတ်သက်ပဲဖြစ်ပါတယ်။ညီလာခံကျင်းပနိုင်ခဲ့တဲ့အတွက်ဝမ်းသာမိပေမဲ့ ီပီပီပင်ဖြစ်လာဖို့ကိုတော့စိတ်ပူနေသေးတယ်လို့ဆိုလာသူကနိုင်ငံရေးပါတီအစုအဖွဲ့ကနေတက်ရောက်တဲ့ဦးမန်းအောင်ပြည်ဆိုပါသူမျိုးပွဲလေးကြီးနိုင်ပွဲလေးဒီကွန်ဖရင့်လေးလုပ်နိုင်တယ်ဆိုတော့အတော်လေးတော့ဝန်တာတယ်သို့တော်လည်းစဉ်းစားစရာတော့ရှိသေးတာပေါ့ပြင်ပြပါမလားပြင်းမြောက်လာပါမလားဆိုတဲ့ပုံမှာတော့ဟိုနည်းနည်းလေးတော့စိုးရိမ်စိတ်တော့ရှိသေးတယ်ပေါ့ပြင်းမြောက်အောင်တော့အင်္ဂလိပ်ကတော့အာလူကြီးမှတယ်လို့ဘာနိုင်ငံအသီးသီးမှာ ကိုယ်နိုင်ငံကိုကာကွယ်ဖို့တက်မတော်ဆိုတာတရှိပြီး အဖက်ဖက်ကလည်းပြည်စုံအောင်တည်ဆောက်နေတယ်လို့ဘိုးချုပ်မူကြီးမင်းအောင်နိုင်က ပြောပါရယ်နိုင်ငံတော်ကာကွယ်ရေးတောင်းကိုဖန်ဆောင်ခြင်းနဲ့ဘယ်တိုင်းရင်းသားလက်နက်ကင်ကိုမဆိုသူဖိတ်ခေါ်တဲ့အကြောင်းပြောလိုက်ပါရယ်စပါးနိုင်ငံကြီးဒီမှာဒီနိုင်ငံကာကွယ်ရေးအတွက်တက်မတော်တဲ့ဖြစ်ကြတာသိရှိမှာဖြစ်ပါတယ်ဒီလိုနိုင်ငံအနေနဲ့ဒီမွားရတဲ့နဲ့ပြည်သူဆောင်ရည်ပြီးတော့မှာ မြမကံတော်ရေဆက်ရတာမြင့်ဖြစ်အထက်ဘက်ကပြီးဆုံးရရှိပါတယ်။နိုင်ငံတော်ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ဖို့ဆန္ဒရှိတဲ့တိုင်းရင်းသားထက်လိုက်တာမြောက်ကိုလည်းတံတော်မှာကာကွယ်ထမ်းဆောင်မှုတွေဖြစ်ကိုကြည့်ကြည့်ပါကြောင်းပြောကြလိုက်ပါနေပြီးတော့အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာနှစ်ခန်းမှာမှပြုလုပ်တဲ့ညီလာခံပထမနေ့မှာတော့အစုအဖွဲ့လိုက်တင်မြှောက်ထားတဲ့ညီလာခံသဘာဝပတိတွေကိုအတည်ပြုသလို ညီလာခံကျင်းပမဲ့ပုံစံဆွေးနွေးမဲ့အကြောင်းအရာနဲ့အစီအစဉ်တွေစီမင်းစည်းကမ်းတွေကို ရှင်းလင်းတင်ပြပြီးအကြောင်းအရာလိုက်ဆွေးနွေးဖို့အကျိုးဆောင်တွေသတ်မှတ်ခဲ့ပါတယ်။ဒီပွဲမှာပါဝင်တဲ့ပါဝင်ထိုက်သူဆိုတဲ့အစုအဖွဲ့အနေနဲ့တက်ရောက်ခဲ့သူတဦးကတော့88မျိုးဆက်ကျောင်းသားကောင်းဆောင်ဥက္ကကိုကြီးပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ရည်ရည်ချက်အခြေခံမူအားဖြင့်ကိုနိုင်က အားလုံးပါဝင်တဲ့ပြည်စုံနဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ်ပေါက်လာဖို့ပါကျွန်တော်တို့ကဒါအခြေခံမှုပါအားလုံးမပါနိုင်သေးတဲ့အချိန်မှာလောလောဆယ်ကျွန်တော်တို့ရှစ်ဖွဲ့လက်မှတ်ထိုးထားတယ်အခုဒါပြည်တော်စုငြိမ်းချမ်းရေးညီလာခံလုပ်တဲ့အချိန်မှာဒါဟာဟိုပနာမခြိလန်းအဖြစ်နဲ့ဒါကိုစတဲလိုက်တဲ့သဘောပါဒီညီလာခံကနေတဆင့်မှာဟိုလက်မှတ်မထိုးသေးတဲ့လက်နက်ကင်အဖွဲ့တွေရောနောက်ဒီတဲ့ပုံပြီးကျေပြန့်တဲ့နိုင်ငံရေးကိုစားပြုမှုပေါ်ပေါက်လာအောင်ကျွန်တော်တို့ကဆက်ပြီးစူးစမ်းသွားရမယ်လို့အဲ့လိုမြင်ပါတယ်